ဒီကနန်းနှစ်ခွက်ကကျွန်တော်စိတ်တင်ထွက်နိုင်တဲ့ချင်းရှိတယ်ပေါ့နော်ခဏနေကဲကျွန်တော်ရေးလို့ရှိနေအားလုံးမင်္ဂလာပါဒီနေ့မှလည်းကျွန်တော်ဒဲကနန်းတခွက်ကောင်းလေးမှပြပြမယ်နော်ဒဲကနန်းတခွက်ကောင်းလေးဒီပဲကျွန်တော်အနေနဲ့တင်ပေးနေတာပေါ့နော်ကျွန်တော်မေးဆွေအနေနဲ့ဒီဗီဒီယိုလေးတွေကိုမြင့်မကျော်ပဲနဲ့ကြည့်ပေးပါနော် ဒါပေမဲ့ဆိုကျွန်တော်ဒီတဲ့ကြရတဲ့စိုက်လေးတွေကအမတမ်းမှလာနော်ပြီးလို့ရှိရင်ကျောင်းရဲ့မိတ်ဆွေတွေကဒီလိုတခေါက်ကောင်းဒေကနန်လေးနော်ရရှိဖို့ဆိုရှင်ဒုံးတကန်လိုက်ရှာနေမှာပေါ့နော်ဒါဆိုရင်ကျောင်းရဲ့ channel ထဲမှာဆိုရှင်တကယ်ကြီးတော့ကစိုက်ပေါင်းစုံနဲ့နော်ကဏ္ဍပေါင်းစုံတို့တော့ကဏ္ဍကအများဆုံးကျောင်း20ခွက်ကတော့တင်ပြီးမှဖြစ်တယ်ကျောင်းရဲ့မိတ်ဆွေတွေ တဲ့ကနေဆက်ကကတော့ထိုးရမှာဖြစ်တယ်။เนาะအားကြောင့်မကျွန်တော်ရဲ့ဒီဗီဒီယိုလေးတွေကိုအဆဆုံးကြည့်ကြည့်လို့ရှိရင်ကြိုက်နှစ်တက်တယ်ဆိုရင်ကျွန်ရဲ့ message တွေသုံးရတယ်เนาะ။ကဲအဲ့ဒါဆိုရှင်ကျွန်တော်အိမ်နဲ့ဒီဥစားကျွန်တော်ထိတ်စီးတွင်နေလေးကိုသုံးပြရမယ်။ထိတ်စီးတွင်နေလေးကိုကြည့်ပြီးတော့မှလဲတာလဲတာအဲထိတ်စီးကိုပြီးမှထိတ်စီးပြင်လဲတာလဲတာပြင်ဗရိတ်ဗရိတ်နဲ့တွဲမယ်။ နှစ်ခွက်ရမယ်နှစ်ခွက်ရမယ်နော်နှစ်ခွက်ရလေအဲ့ဒါတိတိရအောင်နော်โอเคအဲ့ဒါဆိုလို့ရှင်ကျွန်တော်အရင်ဆုံးထိတ်စီလေးကိုအရင်ဆုံးပြပေးမယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတခြားကြည့်ပြပါနော်388ကပြင်သွားမယ်နော်388ကနေသွားမယ်388ကိုအလဲကောင်က10ကိုယူမယ်အောက်က3ညာယူမယ်အလဲကောင်ကခုယူလိုက်လို့ရှင်3ညာပေါ့3ညာရဲ့10ရယ်နော် ယူလိုက်ပြီဆိုရင်ကျွန်တော်တို့ကအဲ့တောင်းချင်း၈ရက်၃ရက်ပေါင်းချင်းဘလောက်ရတယ်၈ဆိုပြီးရရှိတယ်၈ရက်ပါဝါ၃နော်၈ရက်ပါဝါက၃၃ခုကျွန်တော်တို့ကတပင်ကြော်ပြီးယူလိုက်မှာတော့၃ထိတ်ဆိုရလာကြတယ်နော်အဲ့ဒီပုံစံလေးနဲ့ကျွန်တော်တို့တွားမယ်ဒီငါးကတော့မပါအောင်เนาะငါကျွန်တော်ရန်ကြည့်တာပေါ့เนาะမပါပါဘူးเนาะငါမပါဘူး ရှေ့ရဲ့သူမြရဲ့ပေါင်းခြင်းကရှေ့ရှေ့ရဲ့ပါဝါ3တုံးဆိုပြီးတော့ဒီမှာတပင်ကြောမှာ3ထိပ်ဆိုပြီးလာကြရတယ်။အဲ့ဒီပုံစံလေးနဲ့အောက်ကိုသွားကြည့်မယ်နော်။ကဲ9ရဲ့၄ရဲ့ပေါင်းမယ်။လေကောင်ကြီးလေကောင်ကြီးပေါင်းချတယ်မယ်။ပေါင်းလို့ရှိရင်ဘယ်ရရှိတယ်။9ရဲ့၄ရဲ့ပေါင်းခြင်းက3 3ရဲ့ပါဝါက8 8ဆိုပြီးတော့တပင်ကြောလိုက်။နော်ဒီမှာတပင်ကြောတယ်။ဒီမှာတပင်ကြောလိုက်။ကြောလို့ရှိရင်တော့ထိပ်စီရ8ဆိုပြီးလာကြရနော်။ ထိစိရှစ်စူလကြတယ်ဒီကောင်ကတက်ကမပါဘူးเนาะကျွန်တော်ရန်လာတာเนาะဟုတ်ပြီရှစ်စူပြီးထိစိလကြတယ်လကြအချိန်မှာကဲနောက်တစ်ပင်ဆက်သွားမယ်9ရေ6ရေပေါင်းခြင်းက1 1တဆိုလို့ဒီမှာရရှိရေး1ရေပါဝါက6 6ဆိုပြီးတော့ကျွန်တော်ဒီမှာတပင်ကြော်တယ်တပင်ကြော်ပြီးတော့မှဒီမှာ6ဆိုပြီးတော့ထိတ်စီကိုလည်းကြားပါတယ် ာတွေမပါပါဘူးเนาะပါပါနဲ့ပဲယူတာเนาะ6ဆိုပြီးတော့ဒီမှာ6ဆိုပြီးထည့်စီလကြတယ်ကဲနောက်တစ်ပြင်ဖြတ်သွားကြည့်မယ်၄ရဲ့ခွင်ရဲ့ပေါင်းခြင်းကလည်းတက်တက်တက်ဆိုပြီးတော့ကျွန်တော်ရရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာပါဝါကတက်เนาะပါဝါကတက်ဆိုတော့ဒီပါဝါက6 6ဆိုပြီးတော့ကျွန်တော်6ထည့်စီကိုရရှိခဲ့ပါတယ် โอเคเนาะကျွန်တော်တို့ဒီမှာ shift တုံးရဲ့ပေါင်းခြင်းက shift ရဲ့ပါဝါ3 3ဆိုရရှိတယ်9ရဲ့4ရဲ့ပေါင်းပေါင်းခြင်းက3 3ဆိုပြီး shift ထည့်စီရရှိတယ်9ရဲ့6ရဲ့ပေါင်းခြင်းက1 1ရဲ့ပါဝါက6 6ဆိုပြီး6ထည့်စီရရှိတယ်4ရဲ့1 4ရဲ့9ရဲ့ပေါင်းပေါင်းခြင်း1 1ရဲ့ပါဝါ6 6ဆိုတော့ဒီမှာ6ထည့်စီကိုရရှိခဲ့ပါတယ်ကျွန်တော်ရေမစ်စီများလာလာပပလေးပဲเนาะโอเคဒီနည်းလေးရတော့ကောင်းနေပြီဒီတစ်ပတ်ကတော့ကျွန်တော်ရေမစ်စီတွေကတော့အဆင်ပြေလိမ့်မယ်ပြောလိမ့်မယ်เนาะ ကဲအဲ့ဒါကြီးတော့လေရန်ချက်ချက်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဒါဆိုရှင်ထိတ်စီရ600ကိပေါ့နော်ထိတ်စီ600ကိပြီးတော့ဆိုတော့လေရန်ကြည့်မယ်နော်ထိတ်စီရရှင်းရှင်းလေးပဲနော်ကျွန်တော်ဒီမှာမနော်ဆိုထိတ်စီကိုဒီမှာကျွန်တော်ပြရရနော်ရှင်းရှင်းလေးပဲနော်ဒါကျွန်တော်ဒီဒါကိုပိုင်းကြည့်ပေးထားတာဖြစ်ပါတယ်เนาะကိုယ်ပိုင်ကြည့်ပေးထားတာကိုယ်ပိုင်ပဲပြန်ညွှန်ရေးပေးတာဖြစ်တဲ့တော့ထွက်ရဲ့ miss ပြင်ပါ နော်တခြားရှင်းရှင်းလင်းလင်းလေးကြည့်ရအောင်နော်ကိုယ်ပိုင်သင်ရေးပေးတာကတခြားနန်းနာလေးနော်အဲဆိုရှင်ကျွန်တော်တို့ဒီမှာဖြည့်ပြီးတော့လေတိုင်းကြည့်မယ်နော်လေတိုင်းလေတိုင်းကျွန်တော်အဲပြန်ကြည့်ကြအောင်နော်လေတိုင်းပါရမယ်ပေါ့နော်လေတိုင်းစိုက်ပြီးတော့ချက်ပြလိုက်နော်လေတိုင်းစိုက်ပြီးဒီမှာဖြုတ်ပါလိမ့်နော်ဒီမှာကျန်နော်ကဲဒီကြည့်ကြအောင်နော် ဒါလေးကတော့လေဒါနီမဖြစ်တဲ့လေဒါနီရဲ့တွနေရရရှင်းရှင်းလေးပါပဲနော်ဒီမှာတော့သူအောက်တိုင်းနေပဲလူမှုပဲသွားတာနော်ကဲအဲ့ဒါဆိုရင်ရှေ့သူများရဲ့ပေါင်းရင်ရှေ့ကိုးနဲ့ပေါင်းရင်ခွန်ခွန်ဆိုတော့ကျွန်တော်ဒီနှစ်နဲ့ထပ်ပေါင်းရင်ကိုးနော်ဒါလေဒါိုင်ပေါ့နော်လေဒါိုင်တွနေနေပဲဖြစ်ပါတယ်နှစ်နဲ့ထပ်ပေါင်းရင်ကိုးကိုးရဲ့နှစ်ခက်က6အဲဒါမှကျွန်တော်နှစ်ခက်လေးဒီမှာယူထားတယ်အဲကြောင့်ဒီမှာသူကိုးဆိုပြီးလေဒါိုင်ထွက်ရှိတယ် ီပုံစံနည်းနဲ့ပဲကျွန်တော်သွားမယ်နော်ဒီလိုပုံစံနည်းနဲ့ပဲသွားမယ်ဒီလိုမျိုးလေးဒီလိုမျိုးလေးဒီလိုမျိုးလေးသွားမယ်နော်9ရက်4ရက်ပေါင်းခြင်းက3 3ရက်6ရက်ပေါင်း9 9ရက်3ရက်9ရက်4ရက်ပေါင်းခြင်းဒီမှာ3 3ဆိုပြီးရရှိတယ်ရရှိတော့ကျွန်တော်တို့ဒီမှာ3ရက်2ခတ်က5ဆိုပြီးတော့ကျွန်တော်ဒီမှာအလဲတိုင်း5နော်5ဆိုပြီးဝင်ခဲ့တယ်နော်၄ချောင်းပေါင်းရင်၁၀၄နဲ့ပေါင်းရင်၁၀ 14ခု9.73 323ဆိုရ3ဆိုရရှိ3ရက်နောက်ခါက5ဆိုရအလေတိုင်းဝင်ခဲ့တယ်ပြီးလို့ရှိရင်လည်းကျွန်တော်9ရက်6ရက်9ရက်6ရက် point 22 22ဆိုတော့ကျွန်တော်ဒီမှာ2အရာရှိတယ်2ရက်နောက်ခါက4တဲ့4ဆိုတော့ကျွန်တော်တို့ဒီမှာ4ဆိုပြီးလေတိုင်းရရှိခဲ့တယ်ပေါ့နော်ဟုတ်ပြီနော်96ပေါင်း1 96ပေါင်း1 1 1ဆိုတာ2ပေါ့နော်2နဲ့ခက်က4ကဲ4ဆိုပြီးတော့ကျွန်တော်အလေတိုင်းရရှိခဲ့တယ်ကဲနောက်တစ်ခါကျွန်တော်ဗာရကြည့်မယ်ပေါ့နော် လေးရဲ့ခွန်ရဲ့ရှစ်ရဲ့ခြောက်ရဲ့ပေါရင်ခြောက်ရှစ်ခွန်ဘတက်လေးနဲ့ပေါရင်ငါးငါးဆိုပြီးတော့ဒီမှာရရှိတယ်ငါးရဲ့နှက်ခက်ကတော့အလေတိုင်းကတော့ငါးသုံးနှလုံးဖြစ်ပါတယ်နော်အလေတိုင်းကတော့ငါးသုံးနှလုံးဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများရှင်းရှင်းလေးပါနော်ဒီမှာနော်ရှစ်သုံးရ9နှစ်ပေါင်းခြင်းက9ရရှိတယ်9ရဲ့နှက်ခက်က6ဆို9လေတိုင်း9 4 9 6 4 ပေါင်းခြင်းက3 3ရရှိတော့ကျွန်တော်3ရနှစ်ခါက5 5 6 5 6ပေါင်းခြင်း2 2ဆိုတော့2ရနှစ်ခါက4 4 6 6 6ပေါင်းခြင်းက5 5ရနှစ်ခါက3ဆိုရင်5 3နှလုံးရရှိတယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကအလဲတိုင်းက5 3နှလုံးသိစီရ6မှတ်ထားပါနော်ကဲအဲ့ဒါဆိုကျွန်တော်ဒီဘက် လေရန်က93ခုရရှိခဲ့ပါတယ်เนาะသူကလှเนาะဒီမူလေးဒီမူကောက်ကြောင်နေဆင်းသွားเนาะဒီလိုဒီလိုဒီလိုကောက်ကြောင်နေဆင်းသွားတာကျွန်မစီရခင်ဗျာနှလုံးနဲ့မရှင်းဘူးဆိုလို့ရှင်တခြားလေးတင်ကြည့်ပြီเนาะကြည့်ပြန်ကြည့်ပြီ93လေရန်ရရှိတယ်เนาะတော့ဒါဆိုဗရိတ်ကိုကြည့်မယ်ဗရိတ်ကဘယ်လိုဗရိတ်မျိုးလာမယ်ပေါ့เนาะပါတယ်เนาะဗရိတ်ကလည်းဗရိတ်ကတလုံးကောင်းနေတယ်ဗရိတ်ကတလုံးကောင်းမှရည် ဒီ20ရက်ဒီ20ပေါက်လို့ရတယ်နော်ဒီလည်းလုံးခံတယ်20ရက်တပေါက်လို့ရတယ်နှစ်ခွက်တယ်ထပ်ပါလိမ့်မယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်ပရိတ်ဖန်တဲ့နေလေးပဲဖြစ်တယ်နော်ပရိတ်ဖန်တဲ့နေလေးကိုပရိတ်နဲ့ကျွန်တော်သွားမှာနော်၃ရက်9ရက်ပေါင်းခြင်းက9 9ရက်ပါပါက4 နော်ကိုယ့်ရဲ့ဘောင်က၄၄ဆိုပြီးတော့ကျွန်တော်တပင်ကြိုပြီးတော့မှာ၄ပြိတ်၃၉နှစ်တယ်နော်၄ပြိတ်ဝင်တယ်၄ရဲ့၆ရဲ့ပေါင်းရင်းက၃ည၃ညရဲ့ပါဝါက၅၅ဆိုပြီးတော့တပင်ကြိုလိုက်တပင်ကြိုပြီးတော့ဒီမှာရှင်း၅နှစ်ဆိုတော့၅ပြိတ်ဝင်တယ်၆ရဲ့၅ရဲ့ပေါင်းရင်းက၁၁၁ရဲ့ပါဝါက၆၆ဆိုတော့တပင်ကြိုလိုက်ဒီမှာတွေ့လား6 4 6ဆိုတော့6ပြည့်ဝင်တယ်နော်။မှားတယ်နော်။20 day share ပဲ။ တော်လှပါတယ်နော်ဒါလေးရတယ်လှအောင်လှအောင်လေကျွန်တော်ရတငယ်ချင်းတွေလည်းပြပြခြင်းဖြစ်ပါတယ်နော်ကဲအဲဆိုချင်းခွန်ရ9ရဲ့ပေါင်းချင်းအခွန်ရ10ရဲ့ပေါင်းချင်းက9ရဲ့ပေါင်းက3ညတဲ့အဲ9မဲ့ပါပါ3ညဆိုတော့ကျွန်တော်3ညဆိုတဲ့ဗရိတ်ကိုရရှိတယ်ခုနတော့9ကျွန်တော်တို့အလဲတိုင်းက3အလဲတိုင်းက9ထစ်စီက6ဆိုတော့ကျွန်တော်ဒီမှာ631ဆိုရှင်3ညဗရိတ်6 5 6ဆိုရင်တုံညပြိအဲ့ဒီနှစ်ခွက်ကိုရရှိတယ် 633659ရေနော်အဲဒီနှစ်ကွက်ကိုရရှိပါတယ်ကဲပရိတ်ကလည်းကျွန်တော်တို့တုံညာပရိတ်ဖြစ်ပါတယ်နော်တုံညာပရိတ်ဆိုတော့ကျွန်တော်တို့633ရေ659ရေတဲ့နှစ်ကွက်ကိုကျွန်တော်ရေမစ်ဆူရတာတော့မှဖြစ်တယ်နော်ကျွန်တော်ရေမစ်ဆူရအနေနဲ့အဲအခုဆိုရင်တဲ့ကနန်းလေးနှစ်ကွက်ကိုရရှိဒီဒီကနန်းနှစ်ကွက်ကကျွန်တော်စိတ်တွေထွက်နိုင်တဲ့ချင်းရှိတယ်ပေါ့နော် နာနေရင်ရှိတယ်ကျောင်းမိတ်ဆွေတွေကသာသောရှင်ဒီကွက်နှစ်ကွက်ကိုဒါမိန်တင်လို့ဖိုးတင်တယ်လို့ကျွန်တော်ထင်တယ်ဘောနော်ကဲအဲ့ဒါဆိုရှင်ကျွန်တော်ဒါဒက်ကနန်လေးပြေးခဲ့ဒါဆိုရှင်ရှစ်ကွက်လားကိုးကွက်လားမရှိဘူးနော်ကဲထားရတော့ကကိုးကွက်လားမရှိပါဟဲ့လားကိုးကွက်ရှိပြီဘောနော်နောက်ထပ်နေ့ရက်ခြံသေးတယ်ဘောနော်နေ့ရက်ခြံသေးတယ်အဲ့နေ့ရက်မှာလည်းနောက်ထပ်တစ်ခေါက်နောက်ကွက်ကျွန်တော်ရအောင်ပြသပေးပါမယ် ဆယ်ကောနောက်တော့ကျူစားပြပါမယ်နော်တဲ့ကနေဆယ်ကောကျူစားပြပါမယ်အဲ့တော့ကျွန်တော်မက်ဆေ့ချ်အနေနဲ့တဲ့ဗီဒီယိုလေးဆက်မကြည့်ရှုပ်ကြပါဦးမြေတရက်ခံပါတော့နော်ကဲအားလုံးမထူးပဲကျေးဇူးတင်ရှိတယ်ချဲတွေပေါက်ပါသေးတယ်ဆွတ်တောင်းပေးလိုက်ပါရနော်